ဟုတ်ကဲ့ကျွန်တော်မိတ်ဆွေတွေအကုန်လုံးပဲပေါ့နော်28ဆိုတဲ့ခဏန်းနဲ့ပြီးသွားပါတယ်28ဆိုတဲ့ခဏန်းကျွန်တော်မနက်ကတော့ကတော့ခဏန်းကိုဒီမှာလာပြီးတော့ကျွန်တော်ပြီးပြန်လိုက်ပါဦးမနက်ကဒီမှာကြီးကျွန်တော်168ကိုကျွန်တော်ကနေကုန်ထိတ်လို့ဖမ်းလာတယ်ပတ်တီးကို16လို့ပဲကျွန်တော်ဖမ်းလိုက်တာပေါ့နော်1 ठी 6 ठी အင်း8 ठी နဲ့ပဲကျွန်တော်ပေးခဲ့တယ်ပေါ့နော်ရွေးပြီးတော့ပေးခဲ့တယ်ဒီညနေကိုတော့လာပြီးတော့ယူလဲလူတောင်းတဲ့လူတွေပေါ့နော်တငယ်ချင်းမိတ်ဆွေတွေကိုလောက်ကိုပဲကျွန်တော်ပြောပြလိုက်တော့တယ်ခင်ဗျာအရန်လဲဒီမှာ အလောက်ကိစ္စနဲ့ဆိုတော့ကျွန်တော်မအားလိုက်လို့ပေါ့နိ post မှာလည်းကျွန်တော်မရေးတိုင်းမိဘူးခင်ဗျာကျွန်တော်ကတင်ဟိုဖြစ်လိုက်တယ်လို့ထင်တာပေါ့နော်အဲဒီဒီတယောက်လောက်ဒီတယောက်ပဲကျွန်တော်ပေးလိုက်မိတယ်ခင်ဗျာဒီမှာဒီညနေတော့ခဏလေးကတော့28ရက်ညနေဆိုပြီးတော့နော်3459ခွန်ကိုခွန်3 5960နှစ်8နှစ်ဆိုပြီးတော့မင်းရောဆိုပြီးတော့နော်28မင်းရောဆိုပြီးကျွန်တော်အဲ့လိုမျိုးလေးပဲတယောက်စီနော်အဲကျွန်တော်နောက်ရက်တွေရက်တွေကြာလို့တကယ်လို့ ကျွန်တော်ဒီမှာလာမတင်ပြလို့ကျွန်တော် post တွေမတွေ့ဘူးဆိုတော့မိတ်ဆွေတွေလိုချင်နေဆိုရင်တော့ကျွန်တော်အဲ့ဖုန်းနံပါတ်6059960140 my dinner number လေးကိုပို့ပေါ့နော် message လမ်းပို့ပြီးကျွန်တော်မေးလို့ရပါတယ်နော်အကိုရေးပါကနန်းလေးတွေကောင်းလို့ကျွန်တော်ယူကလေးတွေတတ်တတ်တီးတတ်ထုတ်ပေးပါမယ်နော်ကျွန်တော်က26ရက်နေ့မှာကျွန်တော်က82ဆိုတော့ main ဩကွက်ကိုကျွန်တော်ခံမန်းဒါပေါ့နော်ဒီနေ့ရက်မှာကျွန်တော်ဒါခံမန်းထားလိုက်တာပေါ့နော်အဲ82 28ဆိုတော့ main ဩကွက်ကိုကျွန်တော် ဖန်ထားတာဖြစ်တယ်အခုအဲ့ဒါကဟိုဟာပေါ့နော်ဒီမှာမှနောက်ဆုံးလေးပွဲသိမ်းနေဒီမှာကြာတော့မှဒီ80နှစ်ဆိုတဲ့ခဏနဲ့ကျွန်တော်တို့ပိတ်သွားတာပေါ့နော် channel လေး subscribe လုပ်တာပါတနင်္ဂနွေနေ့ဒီမှာကျွန်တော် ပုံမှန်ပတ်တီးဗုဒ္ဓဦးတွင်းပတ်တီးအဲဒီဇာတိတွေကိုကျွန်တော်တင်ပေးมาဖြစ်ပါတယ်နေ့တိုင်းကတော့တနေ့တစ်ချိန်လောက်ပေါ့တော့အဲ့လိုမျိုးလေးတော့ရှိတယ်ပေါ့နော်ဗုဒ္ဓဦးတွင်းမြန်အောင်ကစားကျွန်တော်တို့ကလောင်းကစားဆိုတော့အရှုံးမြန်နှမျိုးရှိတယ် ဒီမြက်ဖို့ကျွန်တော်တို့ကစားတာလားအပျော်ရှောက်ကစားနေတာလားဗောနော်ဒါကိုရွေးချယ်มาဖြစ်တယ်ကျွန်တော်တို့ဒီမြက်ဖို့ကစားတာဆိုရင်တော့မြက်တယ်ဆိုရင်တော့ကျွန်တော်ကတော့နားခိုင်းတယ်ကျွန်တော်ဒီကျွန်တော်ဟန်มาဆိုရင်တော့ဘလူးတွင်းကျွန်တော်တို့ကအမြန်ကစားတယ်အဲငွေကိုလည်းလုံးပြီးတော့အဲ့ဒီရက်မှာ ထိုးတယ်အဲပောက်သွားတယ်ဆိုရင်ကျွန်တော်တို့နားတယ်ဗောနော်လောင်းကစားလောက်တာကတော့တစ်ဖက်မှာဥပမာဆိုပါဆိုကျွန်တော်တို့ဒီ၁၀သိန်းမိုးထိုးမယ်ဆိုရင်ပတ်စံကို၃၀နှစ်ပတ်စာကျွန်တော်တို့ရှာထားပါဘာကြောင့်လဲဆိုတော့အရှုံး ဖြစ်သွားပြီဆိုလို့ရှိလို့ရှင်ပေးနိုင်တယ်ကိုရှုံးသွားရင်ရှုံးသွားဖို့ရင်ပေးတဲ့ဘုတ်အတွက် limit ကိုကျွန်တော်တို့ခံမှန်းပြီးတော့ဖြတ်ထားဖို့စိတ်ကိုပိုင်းဖြတ်ထားနိုင်ဖို့လိုပါတယ်နော်မဟုတ်ဘဲနဲ့ပေါလုံညာပေါပေါလုံပေါညာပေါလုံပေါညာနဲ့အဲ့လိုဆက်ပြီးတော့လိုင်းရင်းလိုင်းရင်းကနေပြီးတော့မွဲသွားပြီးရှုံးသွားတတ်ပါတယ်နော်အဲ့တော့ တသိမ်းမျက်နှာဖြစ်စေနှစ်သိမ်းမျက်နှာဖြစ်စေသုံးသိမ်းမျက်နှာဖြစ်စေအဲ့လောက်မျက်လေးနဲ့ပဲကျွန်တော်တို့ကနားမှာဖြစ်ပါတယ်နောက်တစ်ပတ်ကိုပြန်ဆပြီးတော့ဗုဒ္ဓူးတွင်းမှာကျွန်တော်တို့အပိုင်ရတဲ့ဘတ်တီဘရိတ်လုံးမိုင်းတွေအခွေဘူးတွေနဲ့ကျွန်တော်တို့ကပြန်ပြီးတော့ကစားတဲ့နီးနဲ့ပဲကျွန်တော်တို့ကရေရှည်စီမံကိန်းနဲ့ကျွန်တော်တို့ကကစားတာပေါ့နော်အရှုံးနဲ့တော့မိတ်ဆွေတွေကိုကျွန်တော်တို့ကမဖြစ်စေချင်ပါဘူးအဲ့တော့ channel subscribe လောက်ထားပါခွင်နာ colony နှိပ်ထားပြီးတော့ပို့လေးတွေကို like and share လေးနဲ့မျှဝေကူညီပေးပါအောင်နော်ကဲနောက်တစ်ပတ်မှပြန်ဆောင်ရပါမယ်နော်